ော်ဒေတာချင်းမိုးထက်မြက်ဥဆောင်ပြီးတော့ကိုဖြူစင်အောင်တဲ့တငယ်ချင်းများကလည်း350မှတ်တည်ပြီးတော့ငရင်ဘေးတဲ့အလူခန်းစားနေရတယ်ပေါ့နော်လူနာလေးတွေကိုကျွန်တော်တို့လာရောက်ပြီးတူတန်းတာဖြစ်ပါတယ်ဒီနေ့ထူးထူးခြားခြားလူတန်းမှာကတော့ဒီအမရဲ့ဟိုသမီးလေးပေါ့နော်သမီးလေးရာဆိုလို့ရှိရင်အဖေတိုက်ပြီတာကိုတွားကယ်ရင်းနဲ့ဒါခြေတော်လေးတွေဖြတ်လိုက်ရပါတယ်အားလုံးပေါင်း10သိန်းပေါ့နော်အမကိုကျွန်တော်တို့ လာလို့တာပါသူပြောလိုက်တဲ့စကားလေးကျွန်တော်ညနေမှာစိတ်မကောင်းဘူးဗျာဟိုတန်းတန်းနဲ့တူတယ်ဒီမှာလာပြီးတော့လှူပေးကြပါအောင်လို့သူဆေးကူရတာမှဘလို့ဘလို့ကူလိုက်ရလဲဖုန်းတစ်လုံးနဲ့လက်တော့တစ်လုံးရောင်းပြီးတော့အော်ဖေးလားဆိုပြီးခေါ်ခေါ်တဲ့ချိန်မှာဖေးရလဲအလားသမီးရလဲအဖေရှိဖို့သွားအဖေကတော့လုံးလုံးတိုက်ပြီးပြီးတော့ ဆုံးသွားရပေါ့နော်။သူကတော့သူ့ပေါ်မှာစာအုပ်ကြခြေချောင်းလေးချောင်းဖြစ်လိုက်ရတယ်။သူတကယ်ကိုအစင်မပြေလို့တကယ်ကိုစိတ်ကူးနေတဲ့သူတွေလည်းအများကြီးရှိပါသေးတယ်။အဲ့ဒါကိုလည်းဆက်ဆက်ပြီးတော့လူရှင်တွေနဲ့အားရလူနဲ့ထိုင်ပါစေ။ ။အပိုင်မင်္ဂလာပါနော်။ဟုတ်ဟုတ်မင်္ဂလာခင်ဗျာ။ဟောအားလုံးကမင်္ဂလာပါခင်ဗျာ။ကျွန်တော်ခုရောက်နေတာကတော့မန္တလေးမြို့ဥပွားကုန်းကျော်ရဲ့တောင်ဘက်ဇွန်းစုရက်ကွက်လေးကိုရောက်နေတာဖြစ်ပါတယ်။ဒီနေ့ကကျွန်တော်တို့ကျွန်တော်ဒေသချင်းမိုးထက်မြက်ဥဆောင်ပြီးတော့ကိုဖြူစင်အောင်နဲ့တငယ်ချင်းများကနေ350အမတ်တီးပြီးတော့ငရင်ဘေးတင့်လူခံစားနေရတယ်ပေါ့နော်။လူနာလေးတွေကိုကျွန်တော်တို့လာရောက်ပြီးထူထမ်းတာဖြစ်ပါတယ်။ဒီနေ့ထူးထူးခြားခြားလူထမ်းမှာကတော့ဒီအမရဲ့ဟိုသမီးလေးပေါ့နော်။သမီးလေးရာဆိုလို့ရှိရင်အဖေတိုက်ပြီးတာကိုသွားကယ်ရင်းနဲ့ ဒါခြေတော်လေးတွေဖြက်လိုက်ရပါတယ်။အဲပြီးတော့အဖေကတော့ဆုံးသွားတယ်ပေါ့နော်။တိုက်တန်းမှာငရင်ပေးတဲ့နေ့တည်းမှာပါသွားတယ်ပေါ့။ဒါဒါဒီအမကြီးရဲ့သမီးနဲ့ဒီမကြီးရဲ့အမျိုးသားပေါ့နော်။ဟုတ်။အဲကြောင့်အာကျွန်တော်တို့တက်နိုင်တာလေးကိုလာပြီးတော့လူရမ်းတာဖြစ်ပါတယ်။ဒီလေးကကျွန်တော်တို့ဒီကိုဖြူစင်အောင်နဲ့ကျွန်တော်တို့တငယ်ချင်းများအဖွဲ့ကနေပြီးတော့အဲဒီမှာ၈သိန်းလှူပါတယ်။အမေရိကကဆိုဖီယာမူတာလာကတသိန်းလှူပါတယ်။ဦးညွန့်တို့ဒေါ်နန်းသူစာထွေးဘော်ဆိုင်အလှူရှင်မိသားစုတွေကတသိန်းလှူပါတယ်အလုံးပေါင်း၁၀သိန်းပေါ့နော် အမောက်ကိုကျွန်တော်တို့လာလို့တာပါခုနရရချင်းမဲ့ကျွန်တော်အမောက်အင်တာဗျူးကြည့်တာပေါ့နော်သူပြောလိုက်တဲ့စကားလေးကျွန်တော်ယင်ထဲမှာစိတ်မကောင်းဗျာဟိုတက်နေတဲ့သူတွေဒီမှာလာပြီးတော့လှူပေးကြပါအောင်လို့သူဆေးကူရတာမှဘလို့ဘလို့ကုလိုက်ရလဲဆေးကူလည်းအော်ဖုံးတစ်လုံးနဲ့လက်တော့တစ်လုံးရောင်းပြီးတော့အော်သူတို့ဘဝတွေအတွက်ပေါ့နော်ဒါကတော့အားလုံးဒီ85ရာခိုင်နှုန်းတော့ခံစားနေကြရတာဆိုတော့ဒါခက်ခဲတယ်ပေါ့ဗျာရောက်ဖြစ်ကြရင်လည်းအလူရှင်နေနေနဲ့ လူတန်းပေးကြပါအောင်လို့ကျွန်တော်တက်ဆင်ပြီးဟိုဆက်သွယ်ပြီးကျွန်တော်လူပေးပါမယ်လို့အခုတော့ကျွန်တော်၁၀သိန်းဆွဲလိုက်ပါအောင်မယ်နော်ဟုတ်ကျေးဇူးပါမဟိုသမီးလည်းအများကြီးတက်တာပါလေနော်ဟုတ်ဟုတ်ဟုတ်အဲ့နေရာအစာဦးပြိုကြစင်မှာအဖေရှိကိုသွားပြီးဖေးလာဆိုပြီးခေါ်ခေါ်တဲ့အချိန်မှာဖေးရလည်းအလားသမီးရလည်းအဖေရှိကိုသွားအဖေကတော့လုံးလုံးတိုက်ပြီးပြီးတော့စုံသွားရပေါ့နော်သူကတော့သူ့ပေါ်မှာအစာဦးကြခြေချောင်းလေးချောင်းဖြစ်လိုက်ရဲ့ ကျွန်တော်ခုနကကျွန်တော်ဓာတ်ပုံတွေပြတော့ကျွန်တော်ရင်ထဲမှာတကယ်မကောင်းဘူးပေါ့နော်ဟိုအလိုရှင်နေနေလည်းလိုမျိုးတကယ်ခံစားရတဲ့လူနာရှင်တွေအများကြီးရှိပါတယ်လို့တခြားလေးရှာပြီးတော့လူကြပါလို့ဒီနေ့ကျတော့ကိုကြီးဒီမှာပါရေးလို့ထားမယ်ဒီနေ့ကတော့ကျွန်တော်ဇွန်းစုရက်ွက်ဇွန်းစုရက်ွက်ဆိုတာမန္တလေးမြို့ဥပွားကုန်းကျော်တရားရတောင်ဘက်မှာရှိတယ်ဒါရင်တော့ကជីဇွန်းတွေခတ်ကြတယ်လို့ပြောတယ်အဲရက်ွက်လေးမှာဒါအင်ဂျီ400လောက်ရှိမှာပေါ့နော်400 500ဒီပတ်ဝန်းကျင်လေးကိုကျွန်တော်ခုနကကျွန်တော်တို့ကျွန်တော် မိုးထမြေဦးဆောင်တဲ့ခုနကကိုဖြူစီအောင်နဲ့တငယ်ချင်းများ350မတီလှူဒန်းထားတဲ့နေရာကနေကျွန်တော်ဒီမှာ10သိန်းကျွေးဖို့ပေါ့နော်ဒါမှလာလာလှူတယ်ပြီးတော့တကယ်ခန်းစားနေရတဲ့လူနာရှင်တွေအတွက်ကျွန်တော်တက်နိုင်တဲ့တော့ငွေလေးတွေလာလှူပါရယ်ခင်ဗျာဘယ်လိုမျိုးလေးဖြစ်သွားတဲ့ပုံမှာတော့တိုင်မသိဘူးအနေနဲ့လူအစင်မပြေတဲ့အချိန်မှာလာလှူပေးရတဲ့လေတကယ်ကိုကျေးဇူးတင်အများကြီးလေကျေးဇူးတင်ပါဟုတ်ဒီထက်မကလည်းလူနေမှာစီဒီရက်ကွက်ထက်အစာဦးတော်တော်များများပြူကြပျက်စီးရယ်တချို့လဲဒဏ်ရာတွေ ယူရင်းဆန်ခတ်ပေါ့နော်တော်တော်များများပြေးကြလွားကြနဲ့တော်တော်ကြီးလည်းဒုက္ခရောက်ခဲ့ရတယ်။ကိုဘက်ကခါဖြစ်ခဲ့တဲ့အမကြီးဆိုရင်လည်းတော်တော်နဲ့စေကန်းစေရုံမပို့နိုင်ဘူး။ကြွာလဲကောင်းနဲ့ဒီတိုင်းထားပြီးတော့အကြာကြီးဆောင်ခဲ့ရတယ်။ဒီလာတင်ကားလာဖို့။အဲ့လိုလေးကိုဘက်ကကလေးဆိုလည်းဘာမှသူ့လည်းမကူနိုင်ကိုယ်လည်းမကူနိုင်နဲ့သွေးတန်တရေနဲ့ပြေးပြေးကြရတယ်။ဒီအမောင်လေးတို့အဖွဲ့ကနေပြီးတော့ခြေထောက်ကိုတကယ်ဖြစ်တဲ့သူကိုလည်း ကိုညီထောက်ပံ့ခဲ့တယ်။အားတကယ်ဖြစ်ခဲ့တဲ့သူကိုလည်းကိုညီထောက်ပံ့ခဲ့တယ်။အမသမီးအပါဝင်ပေါ့နော်။အမပြောချင်တာလဲဆိုတကယ်ကိုအစင်မပြေလို့တကယ်ကိုစိတ်ကူးနေတဲ့သူတွေလည်းအများကြီးရှိပါသေးတယ်လို့။အဲ့ဒါကိုလည်းဆက်ဆက်ပြီးတော့ရှင်နေနဲ့အားရလူနဲ့နေပါစေ။ဟုတ်လူပေးကြပါဦးခင်ဗျာ။ဟုတ်ကျေးဇူးပါခင်ဗျာ။ આવ્યો <laughs>